အပစုတ်စစ်လေးရဲ့အဆောင်မှာတော့လဲကြနေရကနေနှစ်ယောက်သားကပြားကြရထားလိုက်ကြပြီ၁၉ရက်ခန့်ဖြစ်နေကြကဂျီယောင်းကလွယ်ရပြီဆိုတော့ပြန်လာတော့မယ်လို့ပြောပြီးအိတ်ထဲကမန်ကိုရိုးဆောက်ကိုချတော့မရှိတော့အောင်မိုင်းကိုယူထားရင်ပြန်ပေးဖို့ပြောနေပြီးအမိုင်းကတော့သူမယူထားကြောင်းပြန်ညင်းနေခဲ့ပါတယ်။ဘေးလဲဆောက်ပြောလို့ဆိတ်ညင်းနေတဲ့ဂျီယောင်းကိုပေါ့ဖို့ကြီးပြတ်သွားရတဲ့ချက်ချင်းလူတွေလွတ်ပြီးဆောက်ကိုချပေးမယ်လို့ခရီးပေးလိုက်ပါတယ်။စပိုဆောင်ထဲမှာတော့အရက်ဝိုင်းတည်နေခဲ့ပြီးဂျီယောင်းရောက်လာတော့အသေးအတန်ကဲမှန်ပြီးဖွက်နေပေမဲ့ဂျီယောင်းကတွေ့သွားပြီးအရက်ကိုရေလိုတောက်လိုက်ကမူယူခွဲပြတ်နေပြီးဘယ်ကောင်မှလူမထင်မဲ့တွေ့သူများလူကိုလိုက်ရစ်နေခဲ့ပါတယ်။ဂျီယောင်းတယောက်မူပြီးမောင်းနေကချိန်လွန်နေပြီးနိုးလာတော့ညတော့ရောက်နေပြီဖြစ်က ထင်းချဖို့ခုမှသတိရသွားပြီ လုံးမလို့ပြစ်စေပေမဲ့ဂီကွန်ကချားစမုံမွေးကိုသာချက်ထားပေးတယ်လို့ပြောကဘူမူနဲ့လျှောက်ပြောနေရတယ်ယူဂီကွန်ကပြပြောနေခဲ့ပါတယ်ဘယ်လက်ကြီးရောက်ကလာရရက်ကိုပြန်တော့မယ်ဆိုတော့ပြန်စစ်စားနေဝမ်းနဲ့နေခဲ့ပါတယ်မနက်ညလာခံမှာတော့ပေါ့ဖော်ကြီးတို့ကကျုံစုံကစားစာတွေကိုမစားဘူးဆိုတဲ့သတင်းကိုသိသွားပြီဒီတကာလဲလိုချင်တဲ့ခြင်းစင်းကိုမရတာကြောင့်ဆန္ဒပြနေရဆိုပြီးဘယ်လက်အရွယ်တိုက်တယ်လို့လည်းမစားခြင်းမကြွေးနဲ့လို့အမိန်ထုတ်လိုက်ပါတယ်ဘယင်ထွက်သွားတဲ့ညလာခံလဲဟိုအားတဲ့ရဲဝင်တို့ဆူညံသွားပြီးဘယင်ထုတ်တဲ့အမိန်နဲ့ပတ်သက်ပြီးဆောက်စကားတွေများနေခဲ့ပါတယ်ဒီရောက်လဲလာမဲ့ပေါ့ဖော်ကြီးတို့ကကျုံစုံစားစာတွေကိုစားဖို့ညှင်းဆန်နေကြောင့်သိရပြီးပေါ့ဖော်ကြီးနဲ့ပါလာတဲ့စပ ေါ်မှုသဘောကနည်းနည်းရဲရဲမှချီတဲ့ဂျိုဆုံးကပုံမှုတွေကိုဟင်းချက်ပဲပဲမှာအနိုင်ယူခဲ့ပြီးရွာကျော်ခဲပြစ်ပြီးဇိုးလုံးနေရဲ့စပုံမှုသဘောကိုသူဟင်းချက်ဆွဲရင်နဲ့အနိုင်ယူပြစ်မယ်လို့ကြီရောက်လျက်ကျူးကျော်နေခဲ့ပါတယ်။ဘေးရလက်ပေါ့ဖော်ကြီးတို့ကိုထွက်ကြုံနေခဲ့ပြီးဂျိုဆိုရဲ့အစားအသောက်နဲ့ပတ်သက်ပြီးအစင်မပြေခဲ့ဘူးပေါ်လို့မေးလိုက်တော့ပေါ့ဖော်ကြီးကလည်းခက်ခဲပေမဲ့စပုံမှုသုံးရပါလာကြောင်မငန်းခဲ့ဘူးလို့ပြောကစပုံမှုတွေကဆွဲဆော်ရဖိုးသိမ့်နေလို့ပြောပြီးတိုက်ွက်လည်းနင်းတက်ကြောင်ပြောလိုက်ပါတယ်။စပုံမှုသုံးပေါ်တွေကအကြီးဆုံးတယောက်ကကိုဆန်ပြူဖြစ်ပြီးကိုဆန်ပြူကရွာရိုးကူပွားလျှောက်သွားပြီးဒုတိယစားသောက်ဆန်တွေကစပုံမှုတွေကိုအနိုင်ယူခဲ့သူဖြစ်ပြီးဒုတိယတယောက်ကကိုဆန်ပြူရဲ့ဒူမာလည်းဖြစ်စပုံမှုလည်းဖြစ်တဲ့ဂျဲဂျဲဖြစ်ပြီးနောက် ဆုံးတယောက်ကတော့ကွန်ဘူရှိရဲ့မျိုးဆက်ဖြစ်ပြီးညံလဲကျွဲလဲမြန်တဲ့ဓမြောင်ချက်ကြီးဆိုပြီးဂုံစာစာနဲ့ဖော်ပြနေခဲ့ပါတယ်။ဘရင်ကလည်းအားကြမကန်သူ့မှလည်းအရန်တော်စပွန်ဘူရှိကြောင့်ပြန်ကြွားနေပြီးဂျိုဆုံဟင်းလျာဘလောက်ကောင်းကြောင်းသားပွင့်ဆွေမျိုးကမင်းမယားဖြစ်မှဆိုပြီးကြွေးကြော်နေခဲ့ပါတယ်။ပေါ့ပေါ်ကြီးကလည်းဂျီအောင်ရဲ့ဟင်းချက်စွမ်းရည်အကြောင်းကိုဂျိုဆုံရောက်ကလေးကမကြားချင်လောက်ကြားခဲ့ရပြီးအိမ်မက်ထဲမှာတော့ဂျီအောင်နဲ့မယ်ရောင်ခေါ်ကစာတုံးနေပြီးလို့ပြန်ပြောနေခဲ့ပါတယ်။ဂျီလောင်နဲ့သူ့လက်အောက်ကစပွန်မှုတွေအတွက်ထောပတ်ကိုရက်ပြလိုက်ပြီးဒီထောပတ်နဲ့ပေါ့ပေါ်ကြီးကိုအနိုင်ယူပြစ်မယ်လို့ပြောနေခဲ့ပါတယ်။ဘရင်ကတော့ပေါ့ပေါ်ကြီးရဲ့တောင်းဆိုချက်ကအရင်တစ်ခေါက်တည်းများနေပြီးမတော်မတရားဟိုသွေးစုပ်အမျက်ကြီးစားနေပြီးပေါ့ပေါ်ကြီးကပြန်ပေးမဲ့ပြစ်စီတွေကခ ါတိုင်းလိုတရက်ဆုပ်တဲ့တရုတ်ဆက်လေးဖြစ်ကဘရေလက်မချင်မနှက်ဖြစ်ပြီးလက်မခံမှုတွေထပြောတော့ပေါ့ဖော်ကြီးတွေရဲ့ဘရေမဲကိုလိုစန်နာပေါ့ဆိုပြီးသိပုံချင်းနေခဲ့ပါတယ်။ရောင်းကတော့ပေါ့ဖော်ကြီးတွေကိုအက်ကံပေါ်မကာကုံဆိုတဲ့အချိုပွဲကိုပြင်ဆင်ကလောက်ပေါ်လောက်နည်းတွေကိုတေးစိတ်ရှင်းပြနေပြီးပေါ့ဖော်ကြီးကတော့သူမစားခင်စပုံမှု၃ရောက်ကိုအရင်မိခိုင်းလက်ကစပုံမှု၃ရောက်လဲမကာကုံကကောင်းလွန်လာကြမျိုးလုံးမျက်စံမျိုးတွေဖြစ်နေခဲ့ပြီးပေါ့ဖော်ကြီးစားရဲ့အချိန်မှာလဲစပုံမှု၃ရောက်နည်းတွေကိုရတာတွေ့နေခဲ့ပြီးဘရင်ကလည်းမကာကုံကိုချိန်နေခဲ့ပါတယ်။ပေါ့ဖော်ကြီးလက်ကြီးအောင်လက်ဆောက်မြင်ပြီးသူတို့လည်းလက်ဆွမ်းပြန်ပြရမယ်လို့လောက်ကသူတို့စပုံမှု၃ရောက်နဲ့ဂျီအောင်ကိုပြပြပြမစီစဉ်မှုပြောလိုက်တော့ဂျီအောင်ကမလုပ်ဘူးလို့လက်အချိန်ပြပေးမယ်။ရိပ်ပြအောင်မမြင်တဲ့ဘရင်နဲ့နားလ လေမှုလဲကဘရင်လက်ကြည်အောင်ကဒိုင်ဖို့အဆင်တင်များဖြစ်နေပြီလားဆိုပြီးမြတ်တောင်းသူတို့ဘက်ကကြည်အောင်ပါဝင်နောက်တဲ့စပုံမှုနှစ်ယောက်ပါဝင်ပြိုင်ခိုင်းမှဖြစ်ကြောင်းပြောပြီးပြိုင်ရွက်ရွက်ရွေးပို့ပြောလိုက်ပါတယ်။ကြောင်းကတော့ဘရင်နဲ့တီးတန်းတွေ့ပြီးတိုင်းမီတပီလောရဲ့အရေးကကြည်အောင်ရဲ့ပခုံးပေါ်ကြားရောက်လာပြီးမို့ဝင်လေးနေခဲ့ကဆောင်းလေတစ္ဆတ်ပေါဖြစ်လိမ့်မယ်လို့ပြောကမတရားဘူးလို့ဘရင်ကိုပြဆုနေပြီးဘရင်ကဒီပွဲသာနိုင်ရင်မန်ဂိုရိုကိုတေချာဖို့ရှာပေးမယ်လို့အာမာဒန်ခေခံလိုက်ပါတယ်။မေတော်ကြီးလည်းပြိုင်ပွဲလုံးမဲ့ကြောင်းသိရှိသွားပြီးရောလက်ဆောင်ကပြင်းပေမဲ့ပေါ့ပေါ်ကြီးရောလက်ဆောင်ကိုလည်း short တလို့မရတာကြောင့်ရှုံးမအောင်ဆိတ်ဖို့နေပြီးတိုင်းမီအရေးနဲ့လည်းစိုက်နေတာကြောင့်ပေါ့ပေါ်ကြီးရောအဲ့ဂရစီစာဖို့ပြီးရှော့ပါပေးဖို့အကူအညီတောင်းဖို့ပြောနေခဲ့ပါတယ်။အမတ်ဂျက်ဆန်နဲ့ဂ င်ရတော်တို့ကအောက်ဖော်ကြီးတွေကိုဆက်သကြွေးမိခဲ့တဲ့ဂျီရရဲ့မကာကွန်ကိုပြန်မြင်နေခဲ့ပြီးပြောဆရာစကားပြဆုံးလောက်အောင်ကောင်းနေရကြောင်းဝေါ်တွင်းနေခဲ့ပြီးဂျီရတော်ကဆက်စားခြင်းပေမဲ့ဆန်နာကိုတိတ်ခါနဲ့ထိန်းလိုက်ရပြီးအမတ်ကဒီပိုင်ပွဲကိုခွင့်ငါယူကဘရင်ကိုဖြုတ်ချဖို့ကြံနေပြီးအောက်ဖော်ကြီးအခုညီယူကဂျီရောင်းရှုံးတာနဲ့သူတို့အပိုင်ပဲလို့ပြောပြီးဂျီရောင်းကတိတ်ချဖို့ရှုံးပါလို့ပြောလိုက်ပါတယ်မဂျီရဲ့တပတ်ဖြစ်သူကတော့မဂျီပို့လိုက်တဲ့ငွေထုတ်တွေနဲ့ပေါ့ဖော်ကြီးတွေကိုလက်ထိုးနေပြီးဂျိုဆုံးမင်းကိုပြောင်းမရတော့မဲ့လို့ပြောကဖြုတ်ချခိုင်းဖို့အခုညီတောင်းပြီးမကူညီရင်ပေါ့ဖော်ကြီးရဲ့လက်ပေးလက်ယူစင်းကိုပြကတက်ဆိုင်ရမှာတိုင်ကြမဲ့လို့ပြောတော့ပေါ့ဖော်ကြီးရဲ့လက်ခံလိုက်ပြီးဒီပွဲကိုပါနိုင်အောင်လုပ်ပေးပြီးလက်ဆောင်မနာကိုပါတိုးပေးဖို့ပါမဂျီ ကပြောလိုက်ကြောင်းနဲ့လော်တောင်းဆိုခြင်းကကျော်စုံရဲ့တိုင်းရင်းပြည်ကိစ္စတွေကိုပဏိပကဖြစ်စေပြီးဒါမှဘရင်ကိုချုပ်ချနိုင်မှာလို့ပြောနေခဲ့ပါတယ်။ပေါ့ဖော်ကြီးကသူ့စမုံမှုသုံးခွာကိုကြည်ရောင်းရဲ့လက်ဆာအာမယ်မဟုတ်ကြောင်းပြောနေပြီးတေချာလေးနိုင်ရီဖို့ပြောကခြေကျဲကိုလည်းတိုးဝင်းစပေါ်ဆောင်နေသွားပြီးစပိုင်လောက်ဖို့ပြောနေလို့လူတယောက်ခိုးကြည့်နေရအောင်တိသွားပြီးခြေကျဲတယောက်ပြန်ကြော်လိုက်လိုက်ဖမ်းလိုက်ပေမဲ့မမီးခဲ့ပါဘူး။ခိုးကြည့်နေတဲ့သူကတခြားသူမဟုတ်ပဲဇမင်းသားလေးခုန်ခွေဖြစ်နေကဘရင်ကစပိုင်လုံခိုင်းနာတာဖြစ်ပြီးအခုတော့ဘရင်လည်းအမတ်ကြီးရဲ့တစ်ဖက်လာသွားကြောင်းမှသိရှိသွားကမဟုတ်တာချက်စီနေကြောင်းရင်းမိသွားခဲ့ပါတယ်။အမတ်ကျဲဆန်းကသူ့တစ်ဖက်ပေါ့ဖော်ကြီးနဲ့တေချာတွေ့ခဲ့တာလားလို့မေးနေခဲ့ပြီးလက်ဆောင်ပနာတိုးကောက်ခိုင်းလိုက်တာကြောင့်အမတ်တယောက်ကအဆင်ပြေ ေးပါမလားလို့ပြောနေပေမဲ့မက်ချယ်ဆန်ကတော့အာနာသိမ့်ချင်လောလက်လက်လက်တစ်ဖက်ဆုံးရှုံးခံရလိမ့်မယ်လို့ပြောကအာနာသိမ့်ဖို့ပလန်တွေဆွဲနေကြပါတယ်။ကျင်ရတော့စပုံးမှုမိန်ကိုတီးတန်းခေါ်တဲ့နေပြီးသူပေးတဲ့အစိတ်ကိုအေးချပြန်ပွဲတွေမှာတုံမီရှောင်းအောင်လုပ်ဖို့ပြောလိုက်ပါတယ်။သူ့ဆောင်မှာတော့အားလုံးကငြိမ်သီးနှောင်နေကြချင်းထိန်းတော်ရောက်လာကဘင်းကခေါ်တော့လွတ်လိုက်တယ်လို့လာပြောတာဖြစ်ပါတယ်။ဂျီယောင်းလည်းဘင်းထံရောက်တော့နန်းတော်ပြင်ထွက်ပြီးပြန်ပွဲအတွက်လိုအပ်တဲ့ပါဝင်ပစ္စည်းကိုဆေးဖို့ပြောလိုက်ကဘင်းလည်းသူကိုယ်တိုင်လက်ခံမယ်လို့ပြောပြီးဂျီယောင်းမှအပြင်ဝင်းမချိရကြအောင်ဝယ်စားကိုစိတ်တန်းကြတစုံမီတစ်စိတ်ရှယ်ရဲနေခဲ့ကနောက်ဆုံးမှာတော့ဂျီယောင်းနဲ့လိုက်နေပြီးဘင်းမျက်လုံးထဲမှာလည်းဂျီယောင်းကနတ်သမီးလေးတစ်ပွဲလာပါနေခဲ့ပါတယ်။ဒီလောနဲ့ဈေးတဲ့ကိုဘင်းရဲ့ ရင်သူမိုးမက်ရဲ့ကြည်ရောက်ရင်တုံယောက်တို့သွားနေကြပြီဘီရင်ကသွားเสียရှိတယ်လို့ပြောကကြည်ရောင်းကိုသူ့မှာပါတဲ့ငွေတို့ပေးခက်လိုက်ပါတယ်တကယ်တော့ဘီရင်ကကြည်ရောင်းအတွက်လက်ဆောင်တွေတော့ဝယ်တာဖြစ်ပြီးပြန်တွေ့မှချိန်ထားတဲ့နေရာမှာကြည်ရောင်းကရှိမနေခဲ့တဲ့အချိန်မိုးကလည်းရုတ်တရက်ရွာသွားခဲ့ပါတယ်သူ့ပေါ်ဆောင်မှာတော့မိုးရလို့လမ်းသားနဲ့ငွေဦးသီးချောက်တွေကိုရုပ်ဖို့ခီကွန်တယောက်တိုက်ပတ်နေတော့ခြေခြေရောက်လာကတခါမှမမြင်ဘူးတဲ့ငွေဦးသီးကိုစိတ်ဝင်စားနေခဲ့ပါတယ်မမြင်ဘူးကြောင့်လည်းခြေခြေဝင်လာတော့စပုံမှုငယ်လေးတွေရဲ့ဓာလိစကေးကိုဝေဖန်နေပြီးစပုံမှုငယ်လေးတွေကမရှိရမှနာကိုရှည်တန်းတင်ကတက်တော်မြိတ်ဓာလိပြန်ပွဲလုပ်ဖို့မကြောက်မရွံ့စိန်ခေါ်လိုက်ပါတယ်မိုးလည်းတိတ်သွားတော့မိုးခုနေရာကနေပြန်လာတဲ့ကြည်ရောင်းတယောက်ဘရင်အတွက်ဘန်းနေခုလာပြီးပင်းမလို့လုံနေတော့လ ဲသမားကဝတိုက်တော့မှကြောင့်ရှောင်းလိုက်ရင်ပန်းတွေလည်းအောက်ပြုတ်ကျသွားခဲ့ပါတယ်။ရှေ့ရသူလေးရဲ့ပန်းမို့ပင်ရင်လည်းဘော်ဒီဂျာကနေကာယူတက်ဆင်လိုက်ပြီးနှစ်ယောက်သားလေးမုတ်ကလာမို့ဘော်ဒီမျက်နှာကိုတူရင်စားနောက်ကြည့်စင်နေကြပါတယ်။ရန်ကနီမှာတော့ဇေးထဲမှာကြည်ရောင်းကြိုက်ပင်မှာမဝေးခဲ့ရတဲ့ပစ္စည်းလေးကိုဘယင်ကဝယ်ခဲ့ပြီးရောင်းလက်တဲ့ထဲပေးခဲကလက်ဆောင်တွေပါပြင်နေခဲ့ပါတယ်။ဘယင်ကတော့သူခန်းထဲမှာကြည်ရောင်းပေးရဲ့ပန်းကိုပန်းဝန်းထဲမှာတေချာဂယူးစိုက်ထိုးလိုက်ပြီးအချစ်စိတ်တက်နေခဲ့ပါတယ်။ရောင်းတဲ့စပိုးဆောင်ကိုရောက်တော့အကုန်လုံးကစိတ်ပြက်လက်ပြက်ဖြစ်နေကြပြီးကြောင်းရင်ကိုမေးတဲ့ခါမှာတော့မိဖို့ကြောင့်နဲ့ဂျေဂျေရောက်လာပြီးစပိုးမှုဝင်နဲ့ကြက်သွုံလိုက်ဓာလီပြိုင်ပွဲလုပ်ကအကုန်လုံးကိုချက်ကလေးငက်ကလေးရိုက်တို့လို့ရိုက်သွားကြောင်းဂီကုံကပြောနေခဲ့ပါတယ်။ကြည်ရောင်းလက်စိတ်ပြက်နေတဲ့သူ့လိုတွေ ုံမော်ဒီရေးပေးလိုက်ကသူ့လိုလည်းပြန်တက်ကြွလာပြီးပေါ့ပေါ့ကြီးတို့ကိုပညာပေးမယ်လို့ပြန်ပြောနေခဲ့ပါတယ်။ကြဲကြဲနဲ့သူ့ဆရာကိုစပိုဆာရင်ချင်းတွေကိုပြပြနေပြီးဂျီယောင်းကလွယ်လို့အကုန်လုံးကတာမန်ရေးချိန်မဲ့လို့ပြောကခိုးလာတဲ့ငွေသီးကိုပါပြလိုက်ပါတယ်။ချက်လျမဲ့ဟင်းရောက်ရွေးရချိန်မှာတော့ပထမဆုံးစားစာကအတိုင်းဖြစ်ပြီးဒုတိယစားစာကနိုင်ငံချင်းချင်းရဲ့ဟင်းလျက်ချက်ပြောမှာဖြစ်ပြီးနောက်ဆုံးစားစာကတော့စွပြုတ်ဖြစ်ပြီးဟင်းလျက်ရွေးပြီးတော့ပေါ့ပေါ့ကြီးတို့ကလောင်ကြီးကိုထမ်းမြင့်ကဘယင်ကလည်းသူ့လောင်ကြီးကိုမြင်လိုက်ပြီးနံပါတ်စလုံးကပေးယူတက်သွားကနောက်ငါးရက်နေရင်ပြိုင်ပွဲစားဖို့တရားဝင်ကြေညာလိုက်ပါတယ်။စပိုဆာမှာကြံခဲ့တဲ့ဂျဲဂျဲရဲ့ဓာတ်ကိုဂျီယောင်းကတုံးနေရလို့ပြန်ပေးလိုက်တာကြောင့်စိန်ခေါ်တိန်ဝော်ဒီလိုက်မယ်ဆိုရယ်ပေါ့ပေါ့ကြီး ီလည်းတင်သွားရင် episode 14ကပြီးဆုံးသွားခဲ့ပါတယ်ဗျာ။